မြန်မာနိုးဝတ်ချင်တဲ့ကိုအစစ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလာကောက်လို့တွေကိုနှိစေရွေးချယ်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာဆောရထူအောင်လေသွေးချုံရေးသားထားတဲ့စကပါလာဇလာအပိုင်း84ကို ပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ဟာလေတရိပ်ပြန်လည်လာတဲ့အချိန်မှာတော့အနည်းနောက်မှဥတီဖြူမမြင်ရတော့ဘူး။ တွေးဟန်ထားတဲ့သူကောက်ကိုသာမြင်ရပြီးတရှိဆိုလို့အတန်တော်မရှိဟာလေမိမိကိုယ်ကိုပြက်ကြည့်လိုက်တဲ့အခါမှာလဲတကိုယ်လုံးစောက်ပြဲလို့ဒရာတွေက အနေငယ်ရောင်စားပြုတ်နေတယ်အနေနာစီပတ်သွားရင်စံကြောင်းတစ်ခုကိုတွေ့ရတဲ့အတွက် အပေါ်ဝိယုံကိုချွတ်ကစံကြောင်းလေးနဲ့ဆင်းလို့ကိုလက်တက်စင်လာလိမ့်တယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးတူကစံကြောင်းနောက်ကိုရောက်လာပြီးတော့ခြေလက်စည်းတာနဲ့စုံတဲ့အခါအပေါ်ဗလာကြီးဖြစ်နေတဲ့ဟာလွင်ကိုမြင်သွားခဲ့လိမ့်တယ် နေရောက်အောက်မှာဝင်းနေတဲ့အသားရည်နဲ့အတူအရက်ရှင်ရှင်နှားရကောင်းကောင်းမြခုံနမ်းမောင်နေတဲ့ဟယ်လင်ကိုတွေ့ရတဲ့အခါဒီအမျိုးသမီးကရှက်စနိုးဖြစ်သွားပြီးအနောက်ဘက်ကို ပြန်လှည့်သွားခဲ့တယ်။ဟယ်လင်လည်းအဲ့ဒီအမျိုးသမီးကိုမြင်သွားတဲ့အတွက်အဝတ်ကိုချစ်ချင်းကောက်ယူပြီးတော့ခန္ဓာကိုယ်အပေါ်ပိုင်းကိုဖုံးနှားလိုက်တော့တယ်။ဒီမှာငါနှမလူသူမရှိအဝေးတဲ့ငါနှမဘာလာလောက်တာတော့အဲ့ဒီအမျိုးသမီးကဟန်လွေးရဲ့စကားကိုတော့ဆုံးဝနားမထောင်တော့ပဲ။ ခြုံခွေတစ်ခုစီကိုဝင်လို့ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ဘလို့မင်းကလေးမျိုးပါလိမ့်။ဟန်လေတီတိုးရေကျိုးလိုက်ပြီးရွာပေါက်ကိုမှန်းဆကပြန်လာခဲ့လေတယ်။ဒီဒီချိန်မှာတော့ဒဏ်ရာအပြည့်အဝရထားတဲ့အတွက်မြေကျောရှုံအတက်ကိုတော့မတုံးနိုင်တော့ဘူး။ရွာထဲမရောက်ခင်ပြန်မလာတဲ့ဟန်လေတယောက်ခရီးတစ်ထောက်နားတဲ့အနေနဲ့တပည့်တပည့်အောက်ကိုဝင်လို့အနားယူလိုက်လေတယ်။ဟန်လေမိမိကိုမမိအစွမ်းစရတွေပျောက်ကွယ်ပြီးတော့ တက်လို့မရှိအထိမခံတဲ့တာမန်လူတယောက်လိုခံစားရတာကပထမဆုံးအချိန်ပဲညောင်ညာနေတဲ့ဒူးစစ်ကိုညာလက်နဲ့စုပ်ကိုင်းနှိမ့်နေပြီးတဲ့နောက်မှာတော့တပိန်ကိုမြည်လို့ခိတမြမိဆက်ကအနာဟုလိုက်လိတယ်။ဒါပေမဲ့ပင်မလုံးနဲ့ဒါကြောင့်မကြခင်မှာပဲဟန်လွင်အိပ်ပျော်သွားခဲ့တယ်။ဘယ်တော့ကြာလိုက်လဲမသိ။ဆရာဆရာဆရာဆိုတဲ့ခက်တက်တက်ခေါ်တဲ့ကိုကြားရတဲ့အတွက်ဟန်လွင်မျိုးလုံးကိုအာယူလို့ဖွင့်ကြည့်လိုက်လိတယ်။ တပည့်ဖြစ်သူမောက်ထရလွယ်အိတ်တစ်လုံးကိုလွှဲပြီးဆရာဖြစ်သူစိုးရင်တကြီးနဲ့တေချာစိုက်ကြည့်နေမိတယ်။ဆရာရဲ့ကြောက်ပြောပါလေ။နင်မကောက်ရင်ရှောက်မသွားရဘူးလို့အခုတော့ပြင်မမြင်မလား။ကဲကျောက်တော်ပြောင်းရအောင်ဗျ။မောက်ထရစီကစိုးရင်လို့စူပူတဲ့တချို့ကိုကြားလိုက်ရတဲ့အခါမှာတော့ဟန်လင်းမတိမတာပြုံးလိုက်မိပါတယ်။အေးပါကွာဒီတစ်ခါမင်းစကားကိုနားထောင်မယ်။မောက်ထရဆရာဖြစ်သူကိုတွဲထူပြီး လူသူအတော်လာများတဲ့ရွာလန်းစီကိုရှောက်လို့တောလန်းငယ်ကားနဲ့တဆဲတောဆက်စီအုပ်ဝင်းကဘုံကြီးကျောင်းရှိရာနေရအတိုင်းဥတီရှောက်လာခဲ့ပါတော့တယ်။မင်းကလေရွာလန်းရှိတာကိုတောလောက်မှပတ်ပြီးပြင်ရလေလို့ဆရာကလေရွာလန်းဘက်ကနေပို့တယ်အဗျတောလန်းကအရေးအေးတယ်။ခရီးဝဲပြင်မဲ့ကြောက်ဆရာကိုခုံပို့ပြီးထမ်းပို့နိုင်မှသေးတယ်ဗျာ။မောက်ထွေးဆရာဒီစကားကိုကြားရတဲ့အခါဟန်လင်းအားရပါးရရေလိုက်တယ်။ဒီလိုရေလိုက်တာက မောင်ထွေးရဲ့အကြောင်းပြချက်စကားတွေကြောင့်ယူချင်းတော့မဟုတ်ဘူး။ဆရာဖြစ်သူကရုပ်ပြက်စင်ပြက်နဲ့ဘေးလူကတွဲထူပေးရလောက်တဲ့အထင်ဖြစ်နေတာကို ရွာထဲမှာရှိတဲ့ပညာတဲ့ပညာရှင်တွေကိုမမြင်စေလိုတာကတကြောင်။ဟောင်လျောပညာတဲ့အများကအထင်မြင်သေးပြီးချောင်မြောက်တိုက်ခတ်ခြင်းမခံရလေအောင်ကာကွယ်လိုတဲ့အနေနဲ့တော်လန်ရွေးချယ်လိုက်တဲ့မောင်ထွေးရဲ့အတွေ့ကိုသဘောကျပြီးတော့ဟန်လွေရေးလိုက်ချင်းသာဖြစ်ပါတယ်။ဆရာအဆင်ပြေရလား။ကျောက်ဆရာကိုဂုံမှုသွားမယ်ဆရာ။ နေစမ်းပါကွာငါအလက်ကြီးရှိပါသေးတယ်ကွာဆရာကဘလို့ဖြစ်ပြီးဒင်ရည်များနေရလဲဗျနေကောင်းကစားအပြစ်ထွက်ယုံမောက်ထွေးစကားမဆုံးခင်ပါပဲအရှိဘက်ကခြေတံတစ်ခုကြောင့်မောက်ထွေးရှေ့ရလို့မျက်မှောင်ကျုပ်ပြီးကြည့်လိုက်တယ်ဟာခမရပဲခမရကဘလို့ဖြစ်ပြီးထက်ရောက်လာတာလဲဗျမောက်ထွေးရဲ့အမှန်မဟုတ်တဲ့စကားကြောင့်ဟန်လွင်အဲ့ဒီလူကိုစူးစိုက်ကြည့်လိုက်တယ်ဒါပေမဲ့ဟန်လွင်ရဲ့အမြင်အာရုံကတဖြည်းဖြည်းဝေဝါလို့ မှုတရက်မှုန်လာတဲ့အတွက်အရှိရလို့တဲတဲကွဲကွဲမမြင်ရတော့ဘူး။ဟာလွေတယောက်နှာခမ်းကိုတင်းတင်းစိပြီးမောက်ထွေးရဲ့စကားကိုတုံ့တက်ကြည့်လိုက်တယ်။မောက်ထွေးဒီလူကမင်းစီကိုထက်ရောက်လာတယ်။ဟုတ်စမင်းတို့တွေ့ဝကြတယ်ပေါ့။ဟုတ်တယ်ဆရာ။ဆရာဖျားနေတဲ့အချိန်ကပြကြီးနဲ့အတူတူရောက်လာတဲ့လူငယ်ကသူပဲဆရာ။ကျောက်တော်မှာဆရာကိုစားအပြစ်ထွက်တွေ့လိုက်သေးတယ်ဗျ။အော်ဟုတ်လား။ ငါ့စီကိုနှစ်ခါတော့လာသွားတယ်ဧည့်သည်ပေါ့ဟုတ်တယ်ဆရာကဲကဲဟုတ်ပါပြီဧည့်သည်ဆိုမှတော့ဘာကိစ္စများရှိလို့ပါလိမ့်ဟန်လျာအနောက်မှာရှိတဲ့တစ်သုံးတစ်ခုပေါ်မှာဝင်ထိုင်ပြီးတော့ဒူးစစ်ကိုအသာအရာနှိမ့်နေကလူငယ်လေးကိုလှမ်းကြည့်လိုက်ပါတော့တယ်ဒီကတစိမ့်လူငယ်ကအရှိတ်ကိုနှစ်လက်မြတိုးလာပြီးနောက်ဟန်လင်ကိုအကိတ်ခတ်တဲ့ပုံစံလှုပ်ပြီးဆရာကြီးကမျက်စိထိခတ်သွားတာပဲချစ်ရတာဦးထိဖြူနဲ့တိုက်တဲ့ပွဲမှာအထိနာသွားပုံရတယ် တစိမ့်လုံငယ်စရာထွက်ပေါ်လာတဲ့အတောင်ကိုကြားပြီးတော့မောက်ထွေးရဲ့ရင်ထဲထိတ်ခင်းနေဖြစ်သွားခဲ့ပါတယ်။မိမိဆရာကနေပြကောင်းကစားပြညာပါထပ်ပြနေတာကိုမောက်ထွေးမယုံကြည်နိုင်သေးဘူး။မင်းကဘာလုပ်လဲ။ကဝေပြူခိုင်းကကဝေကျုံမဆရာကြီး။တစိမ့်လုံငယ်ကပြောရင်းဆိုရင်ဟန်လူရဲ့အရှိကိုထူးထောက်ချလိုက်တယ်။မင်းနာမည်ဘာလို့ခေါ်တော့ဆရာကြီးကိုကျုံနာမည်ပြောပြလဲသိမှာမဟုတ်လို့ထပ်မမေးပါနဲ့လား။ ဆရာကြီးနဲ့အရင်ကပတ်သက်ဘူးတဲ့ကဝေကျုံးလို့သိထားရင်လုံလောက်ပါပဲ။မင်းငါရှိကိုတိုးလာခဲ့ငါမင်းကိုတေချမမြင်ရဘူး။ဟန်လွေစကားမဆုံးခင်ပါပဲ။လူငယ်လေးကဒူးထောက်ရက်သားနဲ့ဟန်လွေရှိကိုတိုးလာခဲ့လေတယ်။တဖြည်းဖြည်းတိတ်ခွဲလာတဲ့မြင်ကြောင်းအဲ့ဒီလူငယ်ကိုချစ်ပြီးဟန်လွေအလွန်မဲ့အံ့ဩသွားခဲ့တယ်။ဒါအပြင်ရင်ထဲမှာလည်းမျိုးမင်မသိတဲ့ခံစားချက်တစ်မျိုးကိုပါတပြိုင်နက်ခံစားလိုက်ရပါတော့တယ်။ ။မင်းကငါ့ရဲ့အိမ်မက်ထဲမှာဓာတ်နဲ့အခုတ်ခရပြီးအသက်ခံလိုက်ရတဲ့လူငယ်ပဲ။မှန်ပါတယ်။အဲ့ဒီလူငယ်ကကြောက်ပါပဲ။မတိခဲလို့သာအခုလိုတွေ့နေရတာပါဆရာကြီး။ဟာလေတရားမျက်မှောင်ကြီးကြောက်လို့အသေးအချာစဉ်းစားသုံးသပ်ကြည့်လိုက်တော့ခဏကြာမှပဲဒီအကြောင်းအရာတွေကိုသဘောပေါက်သွားခဲ့လေတယ်။လက်ဆက်သက်တော့ဒီလိုငါအဲ့ဒီညတော့မက်ခဲ့တဲ့ပုံရိပ်ကအိမ်မက်မှမဟုတ်တာ။အဲ့ဒါအမြင့်တဲ့နမိတ်ပဲ။မင်းတို့ဘာလို့လူတွေကလိုက်တက်နေကြလဲ။ ကဝေပြုခိုင်းရဲ့ပညာကျမ်းကြောင့်ပါကဝေပညာတွေလားရှေ့ရလောကီပညာတွေပါအော်ဒီလိုမင်းကအဲ့ဒီကြောင့်ဘူဝပိုင်လို့ပြောတာငါကြားလိုက်တယ်ဟုတ်သလားဟုတ်ပါတယ်ဒါဆိုမင်းကအချီပိုင်ပုံကိုရရပေါ့ဒါမှမဟုတ်အရေးကြီးတဲ့ပညာကျမ်းကိုပိုင်နေဆိုမှတော့မင်းကအဲ့ဒီခိုင်းမှာခိုင်းရောက်ကြီးလားကျုပ်ကကျွန်းတတပါဘူဝရရဲ့ကျမ်းကိုစောင့်ရှောက်ခဲ့တဲ့ပညာရှင်တွေမို့ ဘိုးဘောပိုင်လို့ပြောလိုက်မိတာကြက်ကိုခွက်လို့ပါထားပါတော့ထားပါမင်းတို့ကားရဲ့ကိစ္စကိုဒုစိတ်ဝင်စားအောင်မင်းဟာငါ့အမည်နမိတ်တရားလူငယ်ဆိုတော့ထူးဆန်းနေလို့ဆက်ဆုပ်လိုက်တာပါကိစ္စမရှိမင်းပြန်มาတော့ဟာလွေဒီလိုပြောလိုက်တဲ့အခါလူငယ်လေးကထိတ်ထိတ်ပြပြဖြစ်သွားပြီးတော့ဆရာကြီးဆရာကြီးခဏနေပါဦးဘာလို့များကဝေပြူခိုင်းကိုစိတ်ဝင်စားဘူးလို့ပြောရတာလဲကဝေပြူခိုင်းကဆရာကြီးရဲ့ဘဝပိုင်ခိုင်းလေ ဆရာကြီးမမမေ့တော့လားတစဲလုံငယ်လေးပြောလိုက်တော့မှဟန်လီတယောက်ဦးထိဖြူရဲ့စကားကိုဖြတ်ခနဲ့ပြန်လဲကြားရောက်သွားခဲ့တယ်ဦးထိဖြူကဟန်လီနဲ့ပညာပြန်နေတဲ့အချိန်ကဝေဖြူခိုင်အเจ้าကိုမတော်တဆထုတ်ပေါ်ပြောခဲ့မိလေတယ်ဟန်လီကလည်းကဝေဖြူခိုင်နဲ့ဘလို့ပတ်သက်တယ်လဲလို့မေးလိုက်ပုံကိုထောက်ဆကြည့်မယ်ဆိုရင်တော့ဟန်လီဟာအမေတကယ်ပဲကဝေဖြူခိုင်နဲ့ပတ်သက်နေသလားမပြောတတ်မိမိကိုယ်ကိုလည်းတနည်းအောင်ဝင်နေမိမှာအမှန်ပဲဒါပေမဲ့လည်း မိမိနဲ့ဆိုင်တဲ့ဘဝကိစ္စရှိထားပြီဖြစ်လို့ဟန်နီဒီအကြောင်းတွေကိုဂရုမစိုက်အားတော့လွတ်လွမရှုဖို့သာတတ်နိုင်တော့တယ်။အတိတ်ဘဝဟာတွေကိုငါစိတ်ဝင်စားအောင်အတိတ်ကအရာတိုင်းကိုသာဖတ်တွယ်နေငါဘယ်လိုလုပ်ပြီးရှေ့ဆက်နိုင်မလဲ။ငါလည်းလွှတ်ချသိမ့်တဲ့အရာတွေကိုလွှတ်ချလိုက်သင့်ပြီ။ဟာလူရတက်ဆက်သေးပဲစကားကိုဆက်ပြီးတော့မင်းပြောတဲ့စကားမှားသည်ဖြစ်စေမှန်သည်ဖြစ်စေငါစိတ်ဝင်စားအောင်။နောက်တော့ငါစိတ်မလာပါနဲ့တော့ ငါညံမမီတဲ့အတိတ်ကကိစ္စတွေကိုလည်းအချင်းကိုခံပြီးတော့မှလမ်းတွေးကျင်တော့ဘူး။ငါမှလောအမဲတာဝန်နဲ့အများကြီးကျန်သေးတယ်။ဟန်လွင်ရဲ့စကားကိုကြားရတဲ့အခါလူငယ်လေးကဝမ်းနေသွားပြီးစိတ်ချိတ်ခတ်သွားပုံရတယ်။ဆရာကြီးကကျုပ်တို့ကိုဆက်ပြီးမဆောက်ရှောက်နိုင်မှာတော့တက်တော်တဲ့ပါရမီရှင်ကိုထက်ရှာပြီးတော့ခိုင်းချုပ်ပြတ်တင်ပါမယ်။ဆရာကြီးအနေနဲ့ကျုပ်ကိုဂရုတစ်ခုပဲပေးပါ။ကျုပ်နောက်နောက်ဆရာကြီးကိုလာမတွေ့တော့ပါဘူးပြောပါငါအနေနဲ့ဗာဂရိတ်ပေးရမလဲ ကဝေဖြူခိုင်းဟာအောက်တန်းကြားတဲ့တက်ဆော်ပေါင်းနဝေစာတပားကြောင့်ခိုင်းပြက်စီးခဲ့ရတယ်ဆိုပေမဲ့ကျုပ်တို့အင်အားနဲ့ခိုင်းကိုပြန်ပြီးထူထောင်နိုင်ပါသေးတယ်။ဒါပေမဲ့ကဝေဖြူဘက်နဲ့ရမက်ကြီးဖြစ်တဲ့ကဝေရာစာခိုင်းကိုတော့ဆရာကြီးအနေနဲ့တနာလို့တော့မင်းမဖွဲ့ပါနဲ့။ကဘာကြီးပြက်စီးသွားရင်တော့ကျုပ်တို့နဲ့ကဝေရာစာခိုင်းကအညှိုးပြကြမှာမဟုတ်ဘူး။မင်းမောင်မင်းပြောတဲ့ကဝေရာစာခိုင်းကဘယ်မလဲ။ငါလည်းမကြဘူး။ ခိုင်းအောင်မသိပေမဲ့ခိုင်းချုပ်ကိုတော့ဆရာကြီးတေချာပေါက်သိပါတယ်။ကဝေရာစာခိုင်းအောင်မဟာရာစာဝိဇာကြီးကအုတ်ချုပ်တယ်။တော်တန်ရုံဝိဇာတွေတော့သူ့ကိုမရှင်းနိုင်ဘူး။ကဝေရာစာခိုင်းဟာကျုပ်တို့နဲ့ဘယ်တော့မှရညှိုးကြည့်မှာမဟုတ်ဘူး။သစိမ့်လုံငယ်ပြောလိုက်တဲ့စကားထဲမှာတော့မဟာရာစာဆိုတဲ့အမည်ပါနေတဲ့အတွက်ဟက်လင်မျက်လုံးအဝိုင်းသာဖြစ်သွားခဲ့လေတယ်။မဟာရာစာဆိုတာဝိဇာကြီးတွေချုပ်နှောင်ထားတာခံရတဲ့အရေးဆိုးတဲ့ဝိဇာတော်ပါမဟုတ်လား။ ဟုတ်ပါတယ်။ဆရာကြီးကျုပ်တို့ကိုခရစ်ပေးပါ။ရှင်တို့တမီးနဲ့ဘယ်တော့မှအိမ်တော်မပြုတ်ပါနဲ့။ကဝေရာစာရဲ့မျိုးဆက်ဖြစ်တဲ့မိစ္ဆာမအေလာတာကိုဘယ်တော့မှမချစ်အောင်။ဆရာကြီးကမိစ္ဆာမနဲ့ပေါက်တဲ့ကျုပ်တို့မိစ္ဆာမကိုတတ်ပြစ်မယ်။ကဝေပြူခိုင်းရဲ့တလားကျော်ပညာကိုဆရာကြီးလည်းကြုံမှုတာပဲ။ဝိဇ္ဇာတွေကိုယ်တိုင်ဖြီးမရတဲ့ပညာမှုဒီပညာမျိုးနဲ့တက်ရင်အေလာတာတေဟိုးတေရမယ်။သစေးလူငယ်ကဒေါသတကြီးနဲ့ပြောဆိုလိုက်ပြီးနောက် ချက်ချီးထကအစတော့အထက်မင်းကြောင့်ဆရာကြီးကိုမျက်စင်းစေးလာပေးမလို့ပဲဆရာကြီးကကျွတ်တို့ကိုဆုပ်ပြမှာတော့ကိုယ်ဖြူခိုင်းရဲ့ဆေးကိုလည်းသုံးနေနဲ့ဆရာကြီးကမိစာမားနဲ့ပေါင်းရင်ဆရာကြီးလည်းကျွတ်တို့ရန်သူဖြစ်သွားမယ်ဆရာကြီးအဆက်ဆက်ရရဂရုစိုက်ပါ ကျွတ်တို့တွေနောက်နောက်မှလည်းထပ်မတွေ့ကြရအောင်သစိလူငယ်ဟာမကြင်နဲ့နဲ့မျက်နှာထားနဲ့အနောက်ကိုခြာကနေလှဲ့ကနေရာကနေထွက်ခွာသွားခဲ့လေတယ်လူငယ်လေးထွက်သွားပြီးတဲ့အချိန်မှာတော့ မောက်ထွေးမေတ္တနေရကနဲ့တရင်ပြောင်းဝင်လာပြီးဟာလွင်ကိုမေးလိုက်လေတယ်ဆရာသူပြောတဲ့ဟာတကယ်ရောဟုတ်လို့လားကျွတ်တော့ပုံမြင်လာပြောနေသလိုပဲနော်ယုံကြည်စရာတစ်ခွန်းမှလည်းမရှိဘူးဧကနာဒီကောင်လေးယူနေတာလားပဲအမအကြီးတော်မှမိတ်ဆက်ပါတဲ့ကျုပ်တောင်စီ80ပြညာကိုအခုအသိမိနော်အဲ့ဒီကောင်ကိုနိုင်အောင်တိုက်ပြီးလက်စားချေအောင်မေမင်းရလေစိတ်အေးထားစမ်းပါသူပြောတော့မင်းရမယုံဘူးလားမယုံဘူး အေးကောင်းတယ်မင်းတို့ရင်ပုံမြင်မှတ်ပေါ့ကွာအဲ့လိုတယောက်အဲ့လိုပြောပြီးတော့အာရပါရရေချပြီးတပည့်ဖြစ်သူရဲ့ပခုံးကိုဖက်ကတော်လန်လေးတိုင်းဆက်လို့ရှောက်လာခဲ့ပါတယ်မကြခင်မှာတော့ဆရာတပည့်နှစ်ဦးဖုန်ကြီးကြောင်းဝင်းတဲ့ကိုရောက်ရှိလာကြပြီးတော့တဆက်ထဲမှာပဲကျောင်းနိုင်ဆရာတော်ကြီးအားကျောင်းမှာပြန်လဲကြွရောက်နေကြောင်းကပ္ပကြီးထံကနေချက်ချင်းအကြောင်းကြားလာတယ်ကပ္ပကြီးဆရာတော်ကျမ်းမာပါရဲ့လားဟန်လူရဲ့အမေကိုကပ္ပကြီးက ညှို့ငယ်သောမျက်နှာထားနဲ့ပြန်ဖြေလိုက်လေတယ်။ဆရာတော်ကြီးကဇရာသဘောပြလာလို့ဇာတိတေတာအပြတ်မှာကျမ်းမာရေးထိခိုက်ပါတယ်ဆရာ။တမားတော်တွေပြင်ထားရဲ့လား။တမားတော်ကတော့ဆရာတော်ကြီးကိုယ်တိုင်ခေါ်ထားတယ်တမားတော်ပဲ။ဒီရွာကမဟုတ်တော့ဘူး။တမားတော်ကမျက်နှာစိမ့်ရဲ့ဆရာ။ဆရာတော်ကြီးကယုံကြည်လို့ဖိတ်ထားတာနဲ့တူတယ်။ဆရာတော်ရဲ့ကျမ်းမာရေးအနေထားသိရအောင်တို့လည်းသွားကြည့်ပါဦးမယ်။ဟာ ဖြစ်ပါမလားဆရာဆရာကဖြားနာတာဖြစ်ပြောက်တာမကြသေးဘူးအခုဒေယာတကြက်တွေပါရထားတာ哦ဒီဒေယာနဲ့ကြုံမသေးနိုင်ပါဘူးကြုံမှာဆရာတော်ကြီးကိုမေးလျှောက်ချင်တာရှိသေးတယ်ဟာလင်ကပြောလဲဆစကားကိုလက်ဆက်သက်ပြီးတော့စိတ်ကိုတင်းလို့တူးတဲ့ကြောင်းမကိုတက်လာခဲ့တယ်မောင်ထွေးကတော့ဆရာဖြစ်သူကိုစိုးရိမ်နဲ့စိတ်ကြောက်အနောက်ကနေခတ်တက်တက်လေးပြေးလိုက်လာပြီဆရာဖြစ်သူကိုဘေးကနေဟန့်ချက်ထိန်းထားပေးလိုက်တယ်เจ้าหมอยောက်တဲ့အခါ တမတော်ကြီးအားစစ်တုခွက်ဖြုတ်ပြီးတော့ဆရာတော်ကြီးကိုတတ်နေကြောင်းမြင်လိုက်ရလေတယ်။ဆေးရဲ့တင်းပြဲနဲ့ဝင်းနှင်းကအဲ့ဒီအနီးနားတဝက်စီအလင်းအမြန်ပြတ်နေသွားပြီ။ဒီဆေးရဲနဲ့ညောင်းမောက်ထင်းမျက်နှာကိုဝင်းငနေဖြစ်သွားခဲ့လေတယ်။ဆရာဒီတမတော်ရဲ့ဆေးနဲ့ကိုကြောက်သိတယ်။တပည့်ဖြစ်သူရဲ့တီတိုပြောတဲ့ကိုကြားပြီးတော့ဟန်လွင်အနေနဲ့စိတ်ဝင်စားသွားခဲ့လေတယ်။ဘာစီးလေတော့ကျုပ်ဖီရဲ့လက်ဆွဲ တပဘေးကတိတ်တိတ်ဆေးတော့နဲ့အနံ့ချစ်တူတယ်ဆရာဒီဆေးဟာဖြိုးရတာတအားခက်တာဗျဒီလိုဘေးကတက်လာတာလည်းမသိဘူးကြီးကျယ်သမားတော်ကြီးကနောက်ကျောဘက်ကနေလူတန်းတချို့ကြားတဲ့အတွက်ခေါင်းကိုအနောက်ဘက်ကိုမသိမသာလှည့်လိုက်တယ်သူ့ရဲ့အကြီးကဆူးရှပြီးပြည့်တယ်နဲ့ဆက်အားတွေလည်းပါဝင်နေတယ်အမှန်တော့သမားတော်ကြီးကမိမိရဲ့အနောက်ဘက်မှာတာမန်လူမဟုတ်တဲ့ပုံကိုယ်တွေရောက်နေတာကိုစိတ်ကခံစားလိုက်ရတဲ့အတွက်ဘယ်လောက်ဆွမ်းတဲ့ပုံကိုယ်တွေဖြစ်ကြောင်းသိချင်လို့ ပညာဆန်းကြည့်လိုက်ခြင်းဖြစ်ပါတယ်။တမားတော်ရဲ့ပညာဆက်ကပြေးထန်ပြီးတော့ရေတကွန်းကနေစီးကြလာတဲ့ရေအလင်လာတဝဝနဲ့ဟန်လင်စီကိုဥတီလာခဲ့တယ်။ဒါပေမဲ့ဒီဆက်တွေကဟန်လင်စီကိုမရောက်ပဲအရှိတတော်ခန့်နေရာမှာရုတ်တရက်ရက်တက်လို့အလိုလိုပြက်ခွဲသွားခဲ့ပါတော့တယ်။မောင်ထွေအရှိရလူကတာမန်လူမဟုတ်ဘူး။ဝိဇာပညာတတ်တယ်။မင်းအနောက်မှာပဲနေခဲ့ချင်။ဟုတ်ကဲ့ဆရာ။ဟန်လင်တယောက်အရှိကိုတလန်ချေတိုးလာပြီးတော့ ဆရာတော်ကြီးရဲ့အရှိမခက်ကြုံကြုံထာမြင်ဝေဖြစ်လာလေတယ်။တပည့်တော်မောင်ဟာဆရာတော်ဖះမကြမ်းမာတာကြားသိရလို့လာကြည့်တာပါဗျာ။ဟန်လွင်ရဲ့စကားကိုနားထောင်ပြီးတဲ့နောက်မှာတော့ဆရာတော်ဟာမိအချင်းရီချင်းနဲ့အတန်းနဲ့တစ်ချက်ယူလိုက်တယ်။မင်းမာဖြစ်တကူလုံးဒဏ်ရာတန်ချက်တွေနဲ့ကို့ဘာသာပဲစိတ်မှုစမ်းပါကွာ။မောင်ထီးဖြူတော့စုံးမီလို့ကြားတယ်။စုံးတော်မှာနှစ်ခါတောင်ဆိုလား။ဧကနမင်းရဲ့လက်ချက်ပဲနေမယ်။ ဟာလွန်ရဆရာတော်ကြီးကိုခွန်းတုပ်ပြဲခြင်းမရှိပဲစိတ်စိတ်နေလို့အတန်တိတ်နေနဲ့ဝန်ခံလာလေတယ်။ဒီချိန်သမားတော်ကြီးကစီးဖြော့နေရင်ဟာလွန်ကိုမတိမတာစောင်းခဲ့ကြည့်ကခက်ရရလေးပြုံးလိုက်တယ်။ဒီခေလူငယ်တွေကလက်ဆောင်ထက်တလို့မန်လက်ထက်တယ်ဗျ။တပည့်တော်ကတော့မောက်တိဖြူတယောက်နောက်ထပ်အနည်း20လောက်ထပ်လျောက်အောင်မယ်လို့မှားထားတာ။အခုတော့မတက်လို့လို့အသက်ခံတာကိုးစားကွဲပြီဟဲ့။တပည့်တော်ကတော့ မောင်ထင်းလူတယောက်နောက်ထပ်အနည်း20လောက်ထက်နေရအောင်မယ်လို့မှန်းထားတာအခုတော့မန်တက်လုံးလို့အသက်ခံတာဦးစားကွဲပြီဟဲ့တမတော်ကြီးအေးစေးတည်ငြိမ်လာပြီအတန်ကလည်းဩဇာတန်အပြည့်ပါနေတယ်အတန်ချားယုံနဲ့တာမန်လူမဟုတ်ကြောင်းတန်ငနယ်တည်နိုင်တဲ့ပုံကူမျိုးပဲဖြစ်ပါတယ်ဒီမြတ်တည်ငြိမ်လာတဲ့လူကဝဲစာဟုတ်လင်ဟုတ်မဟုတ်ရင်တမတ်ထအောင်တဲ့ပုံကူများသာအဖြစ်များတယ်တော်တန်ယုံသတိကောင်းတမာရီကောင်းယုံလာနဲ့ဒီမြတ်တည်ငြိမ်အောင်မနေထိုင်မပြောဆိုနိုင်ဘူး ောင်လေးမင်းမှထူးဆန်းတဲ့ပညာရှိနေတာပဲငါအမတ်မမအောင်ဆိုတော့တောက်ခနဲ့စင်မန္တဝိဇ္ဇာပညာဆိုလားဗျာတမားတော်ကြီးရဲ့စကားကိုကြားတဲ့အခါမှာတော့ဟန်လွင်းရဲ့နှုတ်ကနေဗျာကနဲ့ထွက်သွားတယ်မိမိရဲ့ပညာဟာရှုပ်ဝက်ပြီးတပည့်သားတွေများပြားတဲ့ဂိုင်းတစ်ခုမဟုတ်တဲ့အတွက်အပြင်သစိမ့်တွေသိဖို့မလွယ်ကုန်ယခုတမားတော်ကြီးကတော့ဟန်လင်းရထားတဲ့ပညာကိုအတော်နားလည်ဖို့ပေါက်တယ်တမားတော်ကြီးကတည်ငြိမ်တဲ့အတန်နဲ့စကားကိုဆက်ပြီး အရင်ကငါ့မှာမဲဆွေတယောက်ရှိခဲ့ဘူးလေစေးစရာမောင်လူအေးတဲ့စေဝေစာလို့လည်းခေါ်ကြတယ်။သူကတော့သူ့ကိုယ်သူစေးစရာမောင်အေးလို့ပဲခေါ်တယ်။မောင်လူအေးကအိမ်အောင်မဲ့ရှာမဲ့ဆိုပြီးထွက်သွားတော့ဒို့တွေအဆက်တွေပြတ်သွားဘူးလေ။တမတော်ကြီးကစေးခွက်ကိုဖြည်းဖြည်းချင်းဆက်ဝင်ပြီးမောင်လူအေးဆိုတဲ့မဲဆွေအကြောင်းကိုအေးစေးတင်ကြီးစွာနဲ့ပြောပြနေတယ်။မောင်လူအေးနဲ့ငါနဲ့နောက်တစ်ချိန်ထက်ဆုံတော့သူ့မှာဝိဇ္ဇာပညာကြီးရှိနေတာကိုသိလိုက်ရလေတယ်။ စေးပြညာဖလဲပြီးတဲ့နောက်ပိုင်းငါ့မောင်လူအေးကိုစေးတပုံထဲနဲ့ရှုံးသွားဘူးတယ်အဲ့ဒီစေးကအခုဖြုန်နေတဲ့တပပရတိတ်တိစီပဲတမားတော်ကြီးတရားကိုစကားကိုရုတ်တရက်ရက်တက်ပြီးတော့အနောက်ဘက်မှာရစ်နေတဲ့မောက်ထွေးကိုစက်ခနဲ့ကြည့်ကစိတ်တကူနဲ့တတ်ခိုက်လိုက်လေတယ်တတ်ခိုက်ချိန်ကအလုံးလင်းမြလာတဲ့အတွက်ဟန်လွေနောင်မှချက်ချေသတိမထားမိလိုက်ဘူးသတိထားမိတဲ့အချိန်မှာတော့မောက်ထွေးစိတ်ညှို့ခတ်လိုက်ရလေတယ်မောက်ထွေးသတိလစ်သွားတာနဲ့ သူ့ရဲ့ကိုရီးယားနေဆွတ်ဆွဖြူနေတဲ့အလင်းနဲ့တခုဖြောက်ထွက်လာပြီးတမားတော်ကြီးကိုအပြေအဝထိမှတ်သွားလိမ့်တယ်။ဒီအလင်းတက်ကတမားတော်ကြီးရဲ့ခန္ဓာကိုယ်ဖောက်ထွက်ပြီးတစ်ဖက်မှာရှိတဲ့နေရုံကိုတော့မရောက်အောင်ဆူးရှလုံးလိမ့်တယ်။အလင်းတက်ထိုးဖောက်သွားတဲ့အတွက်တမားတော်ကြီးဟာလက်မခံတော့ပဲလက်ထက်ရအစည်းကွက်ကကျင်းပြပေါ်ကိုပြုတ်ကျသွားကနှာခေါင်းသွေးတွေလည်းရှင်ထွက်လာခဲ့တယ်။အင်းပါရမီရှင်လေးပဲ။ မာလူအေးရဲ့သားဒီလောက်တော့ရှိမှာပေါ့ဆေးတွေအတော်တိုက်ထားပုံရတယ်တမားတော်ကြီးကပြောပြောဆူဆူအပေါ်မောကြည့်လို့လက်အုပ်ချီလိုက်တယ်ကျွန်တော်မျိုးဘက်ကစီးကြော်မိသွားရင် တောက်ခွက်နဲ့ဆင်းရဆိတ်ဝိစာများခွန့်လို့တော်မူပါကလေးကိုထိခိုက်စေလို့တဲ့ဆန္ဒမပါပါဘူးကျွန်တော်မျိုးရဲ့မိစေကိုအမှတ်ရလို့မိစေရင်းရဲ့သားဟုတ်မဟုတ်ဆန်းသက်မိတာပါတမားတော်ကြီးကအဲ့ဒီလိုတောင်းပန်ပြောဆိုပြီးတဲ့နောက်မှာတော့ နှာခေါင်းသွေးတွေကိုလက်နဲ့တုပ်လိုက်ကဆေးကွက်ကို ပြန်လဲကောက်လိုက်လိမ့်တယ်။ဆရာတော်ဖျားရဲ့ဝေဒနာနောက်နေ့ရက်နေ့တက်တာပါလိမ့်မယ်။အခုတော့တပည့်တော်ပြန်မအောင်မယ်ဖျား။အေးအေးကောင်းပါပြီဒီကကြီး။တမားတော်ကြီးကသူ့ရဲ့ဆွေးလက်အိတ်ကိုလွှဲပြီးတော့ဆရာတော်ကိုဥချပြီးနောက်နေရာကနေထွက်ခွာလို့လှေကားအတိုင်းဆင်းလာခဲ့လိမ့်တယ်။ဆရာတော်ဖျားဒီတမားတော်ကဆရာတော်ဖျားရဲ့အတိမိတ်ဆွေလားဖျား။အေး ဟုတ်ပါကွယ်။ဒကာကြီးဦးကောင်းကစီးပညာထက်မြက်တယ်။ဒါကြောင့်သူ့ကိုပဲအခေါ်လွှတ်လိုက်တာပါ။အော်လက်ဆက်သက်တော့ဒီလို့ဒါဆိုဦးကောင်းကဒီရွာမှာပဲနေတာပေါ့။ဘယ်ဟုတ်ပါမလဲ။စေဝေစာဆိုမှတော့ဝဲစာတွေနေတဲ့နေရာမှာပဲနေကြမှာပေါ့။တင်မဟာလေဟာရခိုင်ရက်တွေကကြီးစီတဲ့အကြောင်းကိုမေးလျှောက်ချင်နေဆိုပေမဲ့လေဆရာတော်ရဲ့အမူအရအရဒီကိစ္စကိုမမြင်မြန်စေချင်တဲ့ပုံပေါ်နေတဲ့အတွက် ဟန်လင်းလက်လျှောက်ပြီးပြန်လာခဲ့ရတယ်။ဒီအမူအရာကပဲကြီးစီတန်ကဆရာတော်ကြီးစီကထွက်လာခြင်းဖြစ်တယ်ဆိုတာကိုသိကြစေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ပဲဆရာတော်ကြီးကဒီเจ้าကိုဖွင့်ပြောရင်ဝင်လင်းနေခြင်းဖြစ်ပါတယ်။ပရိသတ်များရှင့်စကပါလာဇလန်အပိုင်း84ကတော့ဒီလောက်ပါပဲနော်။နားစင်အပိခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုခြေစုထူးပဲတည်ရှိသလိုစာရေးသူစောရထူအောင်လူသေးချုံကိုလည်းခြေစုထူးပဲတည်ရှိပါတယ်ရှင့်။ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကိုအစင်သာဝရပန်းဆိုင်နိုင်ကြပါစေရှင်။